ချမ်းနံတရားကိုတွေးလိုက်ရတဲ့အကောင်ကြီးကမုံခဲရရဲ့နောက်ကဖြတ်သွားတော့ချမ်းနံကသူ့ကိုရေထဲမြှောက်ခေါ်လာမှန်အော်ရပါဘူးဆိုပြီးတော့တွေးလိုက်ပါတယ်တကယ်တော့ချမ်းနံကမြှောက်ခေါ်လာမှုပါဘူးလက်ဖျားကျွင်းညံဝင်ရှာတာပါတော်တော်ဆိုးလိုက်တာဆိုပြီးတော့တွေးနေတော့မှာပဲအကောင်ကြီးရဲ့လက်ကမုံခဲရရဲ့ခြေထောက်နှစ်ဖက်ကိုရစ်ပလိုက်ပြီလေပြီးတာနဲ့ဆွဲချသွားပါတော့တယ်မုံခဲရတယောက်ဓာတ်ကိုထုတ်ပြီးတော့လက်တွေကိုပိုင်ပိုင်ဖြတ်ပစ်လိုက်ပါပြီ တကယ်တော့အကောင်ကြီးကတကောင်နဲ့မို့ပဲနဲ့အုပ်စုလိုက်ကြီးပါမုံခဲရကိုတိုက်နေတာကသုံးကောင်ဖြစ်ပြီးတော့ချဲနန်စီကိုလည်းတကောင်ဝင်တိုက်တယ်လေချဲနန်ကတော့မုံခဲရကသူ့စီကလိုက်လူချင်းနေတယ်ဆိုပြီးတော့ထင်နေတာပါပစ္စည်းကရေရောက်မှရှိနေမှန်းဟိုတယောက်ကတိတောင်တိမနေဘူးလေအရင်ဆုံးဒီကောင်လေးကိုပဲနှိမ်နှင်းဖို့ဆုံးဖြတ်လိုက်ပါတယ်ချဲနန်တယောက်တိုက်နေရင်နဲ့မုံခဲရနောက်ကျောကိုရိုက်ခတ်လိုက်ရတာမြင်တော့ဒီကောင်မလေးအရန်ကောင်းမှလာပဲထိခိုက်ကုန်တော့မှမဟုတ်ဘူးလားဆိုပြီးတော့တွေးလိုက်ပါတယ်နောက်ဆုံးတော့မုံခဲရခါကိုရိုက်ခတ်လိုက်ရပြီဒါပါလွတ်ကျသွားပြီလေတတိပါမေ့သွားတာပါအကောင်ကြီးစားတော့မဲ့ချိန်ပါပဲချဲနန်တယောက်ဒါနဲ့ဝင်ပြီးတော့ပိုင်လိုက်ပါတယ်ပြီးတာနဲ့အကောင်ကြီးကိုအပေါက်ဖောက်ပေးလိုက်ပြီလေ ချုပ်ခံထားရတယ်မုံခဲရကိုကြည့်ပြီးတော့တော်တော်တင်းကျပ်နေတာပဲဒါလည်းကောင်းတယ်ဆိုပြီးတော့အကြံရသွားပါတယ်မုံခဲရကနင်ဘာလုံးမလို့လဲဆိုပြီးမေးလိုက်တော့လူယုံမှပြုံးနေပြုံးရင်းနဲ့အပေါ်ကိုတွန်းထုတ်ပြီးလက်ပြလိုက်ပြီလေသူကတော့ရေအောက်ကိုဆက်ဆင်းသွားလိုက်ပါတယ်တွားရင်းနဲ့ရွှီကြီးကန်ကောင်းစီတဲ့ကြောက်စိမ့်ကိုတွေးလိုက်ပါတယ် ။နတ်ဆိုးရဲ့လက်တစ်ဖက်ကအခုထိကင်ထားလို့မဲဆိုတော့တေးတဲ့အထိလက်လျှော့မသွားတဲ့အရာတခုရှိမယ်ဆိုပြီးတော့တွေးလိုက်ပြီးတော့ဒီပစ္စည်းမှာနောက်ခံအကြောင်းတွေအများကြီးရှိလောက်မယ်ဆိုပြီးတော့ကောက်ချက်ချလိုက်ပါတယ်။ထိကြည့်လိုက်တော့အစိမ်းအောင်ဆွဲရင်နေဖြတ်ထွက်လာပြီးတော့ဘေးပတ်ဝန်းကျင်ကိုပြန်သွားပြီးတော့ချမ်းနံရဲ့ကိုယ်လေးကိုပါဝင်သွားပါတယ်။နောက်ဆုံးတော့ချမ်းနံတရားလှုပ်လို့မရတော့ပါဘူး။ခြေထဲကနေချက်ချင်းဆိုလိုပဲနက်ပြီးရောက်သွားပြီးတော့ရှောင်းပိုင်လို့ခေါ်လိုက်တဲ့တန်ကိုထထားလိုက်ပါတယ်။ချမ်းနံရှောင်းပိုင်ချမ်းနံရှောင်းပိုင်ရှောင်းနံဆိုပြီးတော့အတန်နေထွက်လာတော့ဘသူလဲဆိုပြီးတော့မေးလိုက်ပါတယ်။ဒါပေမဲ့ပြန်ဖြေတဲ့တန်မကြရပဲနဲ့နာမည်ကိုပဲထပ်တလဲလဲညွှတ်နေပါတယ်။လူရှိလာလို့ထပ်မေးလိုက်လဲဘာမှမထူးကြလာပါဘူး။ပြီးတာနဲ့အရေးတစ်ခုပေါ်လာပြီးတော့ ောအသိစိတ်ကမသိမျိုးဖြစ်နေတဲ့ပြီကောင်းကင်ဘုံကိုဆန့်ကျင်တဲ့နတ်ဖျားတွေနတ်ဆိုးတွေအားလုံးကမင်းကိုကူညီပေးလိုက်မယ်ဆိုပြီးတော့အတန်ထွက်ပေါ်လာပါတယ်ပြီးတာနဲ့မင်းကငါတို့အားလုံးရဲ့အောင်ပွဲမျှော်လင့်ချက်ပဲဆိုပြီးတော့ပြောလိုက်တော့ရှောင်းပိုင်ဟုတ်လားခင်ဗျားဘသူကိုပြောနေရလဲဆိုပြီးတော့ထပ်မေးလိုက်တော့အရေးရနောက်မှာအရေးပေါင်းများစွာဖြစ်တည်ပြီးတော့ပြန်လည်ဝင်စားခြင်းလမ်းချောက်တွေလုံးနတ်ထီတရားတွေပဲနန်းအားငါတို့ထပ်တွေ့ကြပြန်ပြီဆိုတဲ့ဇာတ်ကားတော့ချက်နဲ့တယောက်သူ့အဖေလိုထင်သွားပြီးတော့အနားကိုကတ်သွားပြီးမဲ့အရေးကတော့ပျောက်သွားပါတယ်ပြီးတာနဲ့အနောက်မှာချမ်းတန်ဆိုပြီးတော့ယူရှင်းတယောက်ထပ်ပေါ်လာပါတယ်ရှင်းအသက်ကြီးလာတဲ့အခါမှတ်ကောမှတ်ပြီးပါအောင်မလားဆိုပြီးတော့ယူရှင်းလို့ခေါ်တဲ့ကောင်မလေးကိုလေးလို့ပြောရင်းနဲ့ရှေ့ကိုတိုးလာပြီလေ ်ကြည်ရင်နဲ့ချောလာလို့ရွေရှင်းကိုလည်းကျွန်တော်ကောင်မလေးစီရင်တဲ့ကိုထည့်လိုက်ပါတယ်အနာကလာတဲ့အချိန်မှာပဲလက်ရှိအချိန်ကိုပြောင်းရောက်သွားပြီးတော့အကောင်ကြီးကလည်းသူ့ကိုရက်ပတ်ထားပါတယ်ချက်နဲ့တယောက်အတွင်းကိုထိန်းချုပ်ဖို့မေ့ပြီးတော့တော်တော်လေးရောထွေးသွားတာပါဆက်ပြီးတော့လည်းတောက်မခံနိုင်တော့ဘူးလေ မုန်ခဲရရောက်လာပြီးတော့ချုပ်ထားတဲ့အကောင်ကြီးကိုအပိုင်းပိုင်းဖြတ်ပေးလိုက်ပါတယ်။ကယ်လိုက်ပြီမဲ့ချမ်းတန်ကိုတော့သူလုံးခဲ့တဲ့အတိုင်းလက်ပြရင်လည်းရန်နာကသူ့အတွက်ဖြစ်နေတော့မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ပြီးတာနဲ့အောက်ဆင်းသွားပြီးတော့လက်ကိုစူးစမ်းကြည့်နေတဲ့ဘာလို့ဒီနဲ့အလောင်းရဲ့ကိုမှဝိညာဉ်ဆွမ်းအားတစ်ခုမှမခံစားရမိတာလဲဆိုပြီးတော့ထီရင်နဲ့တွေးလိုက်ပါတယ်။အဲ့ဒီချိန်တားရဲ့အော်တန်နဲ့ကြားလိုက်ရတာကြောင့်ကြာကြာနေလို့မဖြစ်ဘူးဆိုပြီးတော့လက်ကိုပေါ်မလိုက်တဲ့အချိန်မှာအကောင်ကြီးတကောင်ရဲ့အော်တန်နဲ့အတူလက်တွေရေရောက်ထဲကနေထွက်လာပြီလေ။ဒီတခါတော့အကောင်ကတော်တော်လေးကြီးပါတယ်။ချမ်းတန်ကတော့အပေါ်ရောက်တဲ့အချိန်မှာသွားပါပြီ။အဲ့ကောင်မှလေးသူ့ကိုအနိုင်ယူသွားတယ်ဆိုပြီးတော့နမောနမဲနိုင်လိုက်တာလို့တွေးလိုက်ပါတယ်။မကောင်းတော့ဘူး။နဲ့အယိုးကိုသူ့ရသွားပြီ က်တူတယ်ဆိုပြီးတော့ရေရောက်ကိုပြန်ဆဲသွားပြီလေမုံခဲရယူလိုက်တယ်လက်ထဲကကြောက်စင်းယူကြီးမရှိတော့တဲ့အကြောင်းကတော့ချမ်းနိုင်ရဲ့အတွင်းရဲကိုရောသွားလာကြောင်းပါဒါဆိုလေစမ်းကြည့်လိုက်တာပေါ့ဆိုပြီးတွင်းရင်းနဲ့လာနေတဲ့၃កောင်ကိုတစ်ချက်ထင်းနဲ့ပိုင်းချလိုက်ပြီလေအဲ့ဒီချိန်မုံခဲရကလည်းအကောင်ကြီးကိုဓာတ်နဲ့တိုက်ဖို့လုပ်ပေမဲ့ဒါပဲကျိုးသွားပြီးတော့သူ့လက်နောက်ကိုလွန်သွားပါတယ်နောက်တစ်ချိန်အစားခံရတော့မယ့်ချိန်ပါပဲတော်တော်လေးကိုပြဿနာရှာလို့မယ့်ဆိုပြီးတော့ချမ်းနိုင်ကရွတ်လိုက်ပြီးတော့ငကားဖန်သူ့လက်ကိုတုံးပြီးတော့မုံခဲရကိုလှမ်းယူလိုက်ပါတယ်ပြီးတာနဲ့အပေါ်ကိုတက်သွားပြီလေ အကောင်ကြီးကလည်းနောက်ကနေတောက်လျှောက်လိုက်တယ်ပါတယ်အပေါ်မှာဖမ်းပြီးတော့မဲ့အချိန်မှာမုန်ခဲရသတိရလာပြီးတော့သူ့ရဲ့ကြာပန်းကြောင့်ချမ်းနံတို့လွတ်သွားပြီလေတွားထက်ထက်နဲ့အကောင်ကြီးကဗဇက်ထဲကနေအစိမ်းအောင်ရေတွေထုတ်လိုက်တဲ့အချိန်မှာပဲမုန်ခဲရကကာလိုင်းရင်းနဲ့ဘာလို့သူ့ကိုကယ်ရလဲဆိုပြီးတော့ချမ်းနံကိုပေးလိုက်ပါတယ်ချမ်းနံကတော့သူ့ကိုကယ်တာမဟုတ်ဘဲနဲ့နတ်အယိုးကိုကယ်လိုက်တဲ့ကြောင့်ကိုပြန်ဖြေလိုက်ပါတယ်နောက်တော့မုန်ခဲရလည်းဆက်မထင်းထားနိုင်တာကြောင့်ချမ်းနံတရားဟော်ကြီးလေးကိုထုတ်ပြီးတော့လှမ်းပစ်လိုက်ပြီလေတည်သွားပြီလို့ထင်မိမယ်မုန်ခဲရကတော့အဲ့လောက်မယိုးရှိဘူးဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်တကယ်တော့အကောင်ကြီးကပောက်ကွဲတော့မှာပါ အကောင်ကြီးလားပောက်ခွဲသွားရင်တခုစီတော့ထွက်ပေါက်ကသူတို့နောက်မှာဆိုတော့ပိတ်မိသွားလိမ့်မယ်လေဒါဖို့နီလဲလေမရှိပါဘူးကြာပန်းစီရင်တဲ့ကိုမုံခဲရရဲ့စွမ်းအားတွေအလုံးထည့်လိုက်ရင်တော့ခဏလောက်ပဲတောက်ခတ်နိုင်မှာပါချက်နံကတော့ခဏလောက်ဆိုရင်လုံလောက်တဲ့အကြောင်းပြောပြီးတော့ချက်နံကငကားဖန်သူလက်နဲ့အရှိန်မြင့်ပြီးတော့မုံခဲရကတော့အကာအကွယ်ကိုဖွင့်ပြီးတော့ပောက်ကွဲမှုကိုတောက်ခတ်လိုက်ပါတယ်နောက်ဆုံးတော့နှစ်ယောက်သားအောင်မြင်တဲ့အဖြစ်ကိုရောက်သွားကြပြီလေကြောက်တဲ့ပြုတ်ချတော့မဲ့အချိန်မှာချက်နံကမုံခဲရကိုတွန်းထုတ်ပြီးတော့သူ့ဘဲအောက်ကိုအကျခတ်လိုက်ပါတယ်အကြောင်းကတော့နှစ်အယိုးကိုကာကွယ်ဖို့အတွက်ပါမုံခဲရကလည်းအပေါ်မှာချက်နံနာမည်ကိုယူပြီးတော့သတိမိသွားပြီလေနောက်တစ်ခါမှတော့မုံခဲရတယောက်တင်တန်းချောင်းကိုပြန်ရောက်နေပါ ါပြီခိုင်ဝမ်းကလည်းဘေးမှာစောင့်နေတယ်လေစိုးရိမ်နေတဲ့မျက်နှာထားနဲ့ပါလက်ကလေးကိုကင်မှုလုပ်ပေမဲ့မဝင်မရဲဖြစ်နေတာကြောင့်တွန်းဆုံနေပါတယ်အဲ့ဒီချိန်မှာသူတို့ရဲ့ဆရာတို့ကိုကြီးလင်ဖုံးဖွင့်လာပြီးတော့ခိုင်ဝမ်းတယောက်မုံခဲအပေးမှာနေနေတာနှစ်ညနဲ့နှစ်ရက်တိတိရှိသွားပြီဆိုပြီးတော့ပြောလိုက်ပါတယ်ဒါကြောင့်အနာယူဖို့ပြောပေမဲ့ခိုင်ဝမ်းကတော့မုံခဲရသတိမရမချင်းတလမ်းမမျိုးနိုင်မှုဆိုပြီးတော့ညင်လိုက်ပါတယ်လန်ဖုံးကတော့နတ်အယိုးကဝင်းကျင်ဆွမ်းအားတွေကိုစိုးယူနိုင်တဲ့အကြောင်းကြားထားတာကြောင့်မုံခဲရကဒါကိုယူလာခဲ့တာဆိုတော့ခဏလေးနဲ့ပြန်ကောင်းဖို့ခက်ခဲလိမ့်မယ်ဆိုပြီးတော့နားချလိုက်ပါတယ်ပြောနေတော့မှပဲမုံခဲရတယောက်သတိရလာပြီးတော့သူကနတ်အယိုးကိုယူခဲ့တာဟုတ်လားဆိုပြီးတော့မေးလိုက်ပါတ ယ်မုတ်ခဲကသတိပြန်ရလာတာနဲ့ခိုင်ဝမ်တကောင်ထိုင်ရမလို့ထားရမလို့ဖြစ်နေပြီလေဆွေးလို့ရှာသွားတာကိုပြောချင်တာပါပြီးတာနဲ့မုတ်ခဲကတယောက်ထလာပြီးတော့သူဒီကိုဘလို့ရောက်လာလဲဆိုပြီးတော့မေးလိုက်ပါတယ်သူမှတ်မိတာကသူကအပျက်စီးတော့ထဲမှာရှိနေတာလေထိုင်ဝမ်ကတော့ဒီကိစ္စတွေကိုတိတ်ပြီးစိတ်မပူဘူးပြောပြီးတော့သူကြောင့်ကိုသွားခေါ်လိုက်အောင်မယ်ဆိုပြီးထွက်သွားပါပြီလန်ဖုန်းကတော့လွန်ခဲ့တဲ့နှစ်ရက်ကသူမုတ်ခဲကိုတွေ့တော့တောင်စုံးမှာသတိမင်းနေခဲ့တာဆိုပြီးတော့ပြောပြလိုက်ပါတယ်ဒါပေမဲ့နဲ့အယိုးကိုတော့တင်းတင်းကြပ်ကြပ်စုပ်ကင်ထားတယ်လေဒါကြောင့်သူကြောင့်ကသူကိုယ်တိုင်သွေးကြောဆန်းတက်ပြီးတော့မုတ်ခဲကိုကုသပေးထားတာပါ ကြံကောင်းလို့အတွင်းဟောက်ကိုတော့မထိခိုက်လိုက်ပါဘူး။ဒါကြောင့်နှစ်ရက်လောက်နားလိုက်ရင်တက်တာသွားလိမ့်မယ်ဆိုပြီးတော့လန်ဖုန်းကပြောလိုက်ပါတယ်။မုံခဲရကတော့ချမ်းတန်ကိုရောရှာတွေ့လားဆိုပြီးတော့မေးလိုက်ပါတယ်။အဲဒီတော့မှချမ်းတန်ကမုံခဲရနဲ့တူတူနန်အယိုးကိုရှာတွေ့ပြီးတော့ပျက်စီးခြင်းတောထဲမှာပျောက်သွားတယ်ဆိုပြီးတော့လန်ဖုန်းကခံမလိုက်မိပါတယ်။အဲ့ဒီချိန်အမလေးငါချလိုက်ရတော့မမှားဘူးမလားဆိုပြီးတော့ပြောရင်းနဲ့ဒူချောင်းဝင်လာပြီလေဘေးမှာဝင်ထိုင်လိုက်ပြီးတော့ဆောဆောကမင်းတို့ပြောနေတာပေါ့သေးသေးတော့ဟုတ်ပုံမရဘူးဆိုပြီးတော့ပြောလိုက်ပါတယ် ပြီးတာနဲ့မုံခဲရကနန်အယိုးကိုရှာတွေ့တာသူတယောက်တည်းမဟုတ်ဘဲနဲ့ချမ်းနန်လည်းပါတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်ချမ်းနန်ကဘလို့လုတ်ပြီးတော့နန်အယိုးအကြောင်းကိုတီးသွားတာလဲဆိုပြီးတော့ခိုင်ဝမ်ကဝင်ပြီးလိုက်တော့လန်ဖုံးကသူပြောလိုက်တဲ့အကြောင်းကိုပြောပြီးတော့ဘာလို့လဲဆိုတော့ဒါကစစ်ဆေးမှုကိုကြော်ဖြတ်တာတဲ့ပုံမြန်တဲ့ဝင်ဝင်ပြီးဖြစ်နေလို့ပဲဆိုပြီးတော့ပြောလိုက်ပါတယ်လူကြောင်ကတော့မုံခဲရကိုစမ်းသပ်ကြည့်ရင်လည်းမင်းကြည့်ရတာချမ်းနံကိုတော်တော်လေးစိတ်ဝင်စားနေတဲ့ပုံပဲဆိုပြီးတော့လန်ဖုံးကိုပြောလိုက်ပါတယ်။လန်ဖုံးကတော့ချမ်းနံကဟော်ဟီလေးကိုကျွမ်းကျင်တဲ့အဆင့်သုံးစစ်တီတော်ဖြစ်ပြီးတော့တုံချူးပြည်ရဲ့ပထမစစ်ပွဲမတိုင်ခင်ကသူ့နောက်ကြောင်လုံးဝမရှိတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။အဲ့ဒါကတော်တော်လေးကိုထူးဆန်းတယ်လို့ဆို ော့နတ်ဖျားလက်နက်ကိုရရှိနိုင်တယ်ဆိုမှတော့ချမ်းနံကတေချာဘပေါ်သေးသေးလူမဟုတ်ဘူးဆိုပြီးတော့သူเจ้าဟုတ်ကပြောနေတော့မှပဲပြန်မကောင်းသေးတယ်မုံခဲရကချမ်းနံကိုသွားရှာမယ်ဆိုပြီးတော့ပြောပြီးထလာပါတယ် လမ်းဖုန်းကတားလိုက်ပြီးတော့ဒီလိုဖြစ်တော့တာသူကြောင့်မို့လို့သူကပဲသွားရှာမယ်ကြောင်းကိုပြန်ပြောလိုက်ပါတယ်ခိုင်ဝမ်ကတော့အားလုံးလိန်ခံနေရပြီဆိုပြီးတော့ချမ်းနံရဲ့မျက်နှာအစစ်ကိုဖော်ထုတ်ပြမယ်လို့ကြိမ်းပြီးတော့ထွက်သွားပြီလေအဲ့ဒီချိန်ချမ်းနံကတော့မျက်နှာပေါ်မှာငှက်ချေးပါခံရတဲ့အတွက်သတိရလာပါတယ်ပြီးတာနဲ့အောက်ကိုကြည့်လိုက်တော့အဖြူရောင်မြူတွေဆိုင်းနေပြီးတော့ဘာမှမမြင်ရဘူးလေဒီဆိုးွားတဲ့အခြေအနေကြီးကထူးဆန်းလိုက်တာဆိုပြီးတော့ရေရွတ်လိုက်ပါတယ် အဲ့ဒီချိန်ချူရီတို့လိုက်ရှာနေတဲ့အတန်ကိုချမ်းနံကကြားလိုက်ပြီးတော့ပြန်ခုံပြီးအော်နေတော့မှာပဲတစ်ခိုင်းကကြိုးကြသွားပြီလေအချိန်မီလေးမှနေမယ်ကယ်တင်လိုက်နိုင်ပါတယ်ပြီးရနဲ့ဟောင်ကျစ်စီကိုပြန်ခေါ်သွားတော့တေးပြီးထင်နေတာလို့ပြောရင်လည်းဟောင်ကျစ်တယောက်ငုံနေပါပြီအဲ့ဒီချိန်မှာပဲငကားသုံးကောင်ကလည်းထက်ရောက်လာပြန်ပါတယ်တကယ်တော့ချူရီတို့ကလည်းချမ်းနံကိုစောင့်နေတော့မှာငကားရီစီကနေတည့်ရတိတိအလိုက်ခံနေရတာလေချမ်းနံကလည်းသူဘာလို့နှစ်ရက်တောင်တတိမိသွားလဲမသိဘူးဆိုပြီးတော့ပြေးရင်လွှားရင်းနဲ့စကားပြောနေရင်လည်းနတ်အယိုးကိုမုန်ခဲရရသွားတယ်ဆိုတာချူရီတို့သိသွားပါတယ်နောက်ဆုံးတော့၃ယောက်သားငကားသုံးကောင်ဝိုင်းရကိုခံလိုက်ရပြီလေ ညှို့မခံရအောင်မျိုးလုံးတွေပိတ်ထားလိုက်ပါသေးတယ်အခုဆိုရင်ငရုတ်သီးဖုန်လည်းမရှိကြတော့ပါဘူးအဲ့ဒီချိန်လန်ဖုန်ရောက်လာပြီးတော့သူ့နဂါးကိုလွှတ်လိုက်ပြီလေနဂါးသုံးကောင်လုံးအညစ်ခံရပြီးတော့မီးဆွဲသွားပါတယ်ဟောင်ကျစ်ကအကိုကြီးဘယ်လိုလုပ်ရောက်လာတာလဲဆိုပြီးတော့မေးလိုက်တော့မင်းတို့ကိုလာရှာတာပေါ့ကွာဆိုပြီးတော့ချဲနိုင်ရဲ့အကြောင်းကိုကြားထားတဲ့အကြောင်းပြောပြလိုက်ပါတယ်စူကြီးကြီးနဲ့ထိုက်တန်တယ်လို့လည်းပြောလိုက်ပြီလေပြီးတာနဲ့မုံခဲရကစိတ်ပူနေတဲ့အကြောင်းပြောလိုက်တော့မုံခဲရကချဲနိုင်အတွက်ပြောပြတဲ့ပေါ့ဆိုပြီးတော့ချဲနိုင်တယောက်အံဩသွားပြီလေအကျင်လေးကကောင်းသားပဲဆိုပြီးတော့တွေးလိုက်ပါတယ်နောက်တစ်နေ့မှာတော့ចောင်းသားတိတိကိုကြိုးဆိုးတဲ့ခန်းသားလုံရင်နဲ့ဒူချောင်းကပျက်စီးခြင်းတော့တဲ့ကနတ်အယိုးကိုမုံခဲရကရှာတွေ့လာခဲ့ပြီဆို ပြီးထုတ်ပြရင်လည်းအတားအဆီးကိုဒီနေ့ကစပြီးဖယ်ရှားလိုက်တဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။မုံခဲရကနတ်အယိုးကိုသူကိုယ်တိုင်ရှာတွေ့ခဲ့တာမဟုတ်ဘဲနဲ့ချမ်းနံရဲ့အကူအညီသာမပါရင်ရေရောက်ထဲမှာမြုပ်နေလောက်ပြီဆိုပြီးတော့အများသိအောင်ပြောပြလိုက်ပါတယ်။ဒါပေမဲ့ချမ်းနံကအခုသေးသလားရှင်းသလားမသိရသေးဘူးဆိုပြီးတော့ပြောနေတော့မှပဲဘေးရောဒုက္ခတတုံဝင်လာကြပြီလေ။မုံခဲရကဝမ်းသာအားရလက်ပြနေတော့ဘေးကကောင်ကတော့နှာကင့်နေပါပြီ။ချမ်းနံတို့နှစ်ယောက်သာတယောက်ကိုတယောက်ပြောင်းမဆုံးနိုင်ဖြစ်နေတော့ဒူเจ้าကကြားဝင်ပြီးတော့ဖြည့်ရှင်းလို့မပြီးသေးဘူးလားဆိုပြီးတော့ပြောလိုက်ပါတယ်။ ပြီးတာနဲ့ချမ်းနိုင်တို့၃ယောက်ကိုလည်းတရားဝင်ကြောင်းသားအဖြစ်တိမှတ်ပြုလိုက်ပြီလေအဲ့ဒီအချိန်လူတစ်ယောက်ကငှက်ကနေတဆင်ကြည်နေရင်နဲ့နတ်အယိုးဘော်ကကြောက်စင်းကြီးကြီးကဘာလို့ပျောက်သွားရလဲဆိုပြီးမေးခွန်းထုတ်ရင်လည်းကိစ္စမရှိပါဘူးဆိုပြီးတော့နောက်ဆုံးတော့နတ်သွေးကတင်တန်းကြောင်းထဲကိုအော်အမြင်မြင်ဝင်သွားနိုင်ပြီဆိုပြီးတော့ပြောလိုက်ပါတယ်ချမ်းနိုင်တယောက်ဘာလို့ဆက်ပြီးကြုံရမလဲဆိုတာနောက်တစ်ပိုင်းမှာဆက်လက်ဆောင်ကြည့်ပေးပါဦးကျွန်တော်တို့ channel ကိုလည်း like and subscribe လေးလုပ်သွားခဲ့ပေးပါဦးခင်ဗျာ